ရေဝလီဝလူပွဲစဉ်အတွက်အသင်းဖြစ်နေပြီလို့ကျောင်းဝါပြောဆိုလိုက်တဲ့ဆွမ်အောင်မင်းဒေါ်လာစပါးသည်ရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ဆွမ်အောင်မင်းကအက်စတိုမီလာအသင်းကိုရှုံးနိုင်ခဲ့တဲ့ပွဲစဉ်မှာတလာတွင်ပထမဆုံးအကြိမ်ဖွဲ့ထွက်ဇာခွင့်ရတဲ့အသူအဖြစ်ပြန်လည်ပါဝင်ခဲ့ပြီးတဲ့နောက်လာမယ့်ယူဘလီဝလူပွဲစဉ်အတွက်အသင်းဖြစ်နေပြီလို့အခိုင်အမာဖွင့်ရပြောဆိုလိုက်ပါတယ် စပါလင်းကဗီလာဘတ်မှာစတော်မီလာကိုနှစ်ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့တာကြောင့်ဒီအာဒီအတွင်းပြန်ဝဲအားလုံးမှာရှုံးမဲ25ပွဲတည်းရှိလာခဲ့ပြီဖြစ်ပြီးဒါ1991-1992ရာသီတုန်းကမှတ်တမ်းနဲ့တူညီသွားကြရတာဖြစ်ပါလေ။ပြီးခဲ့တဲ့ဘက်ကခရစ်စတယ်ဘယ်လင်းအသင်းနဲ့ပွဲစဉ်မှာရန်စားမအပြည့်ပြန်လာခဲ့တဲ့သင်္ကောင်းဆောင်ဆောင်းအမင်တယောက်ယူရိုတဲ့အသင်းနဲ့ရှင်ပြန်ရမယ့်ယူဘလီဘလူးပွဲစဉ်မတိုင်ခင်တန့်ခံမှုရီဆော့ဖို့အတွက်ဗီလာနဲ့ပွဲကို84မိနစ်အထိကစားခဲ့တာလည်းပဲဖြစ်ပါလေ။ဆောင်းအမင်က ကျွန်တော်ကစားချက်တွေတိတ်ကောင်းနေပြီးတော့ကျွန်တော်စားဖို့အသင့်လည်းဖြစ်နေပါပြီကျွန်တော်တွေကိုဘယ်ချိန်ရောက်အောင်လုံနိုင်ခဲ့တာတကယ်ကောင်းပါလိမ့်ဘောလုံးလေးအတွက်ကျွန်တော်အသင့်ဖြစ်နေပါပြီဘေးကနေထိုင်ကြည့်နေရတာကစားဘော်တွေနဲ့အတူပါဝင်မဲ့ကစားနိုင်ခဲ့တာတကယ်ကိုခက်ခဲလာပါလိမ့်ကစားမတွေကဖရမ်ဘန်နဲ့ဘော်ဒိုကလင်းတို့ကိုယူပါလိကွာတာဖိုင်နယ်နဲ့ဆင်မီဖိုင်နယ်တွေမှာတကယ်ကိုအကောင်းဆုံးလုပ်ခဲ့ကြပါလိမ့်။သူတို့ပျော်ရွှင်စွာအောင်ပွဲခံနေတာကိုမြင်ရတော့ကျွန်တော်လည်းအယံကိုပျော်တာပေါ့။သူတို့ဒါကို ခံစားပိုင်ခွင့်ရှိပါလိမ့်။အလောကတော့မပြီးသေးပါဘူး။ ကျွန်တော်တို့လုံနိုင်မယ်လို့ယုံကြည်ပါတယ်။ဘန်နန်တစ်ခုတည်းအတွဲအားလုံးစီလုံးညီညွတ်ဖို့လဲလိုပါတယ်လို့ဆွန်အောင်မင်းကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။နေပြပေါ်စတီဂိုလူကလည်းဒီညပွဲကရန်ကိုရေးကြည့်ပါတယ်။သူလည်းသူ့ရဲ့ခြေစွမ်းပုံမှန်ခြေစွမ်းတဖြည်းဖြည်းနဲ့ပြန်လာတယ်လို့ကျွန်တော်ခံစားပါတယ်။ဘောလုံးပွဲမှာအကောင်းဆုံးပုံစံရောက်ရှိဖို့အတွက်သူတို့အတွက်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုရရှိစေပါပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ ရေပါလီနိုင်ရရှိခြင်းကဒီရသည့်အစိုးရဆုံးအခြေအနေကိုအံ့ဩဖွယ်အားပြန်လည်ကယ်တင်နိုင်မှလည်းဖြစ်ပါရည်။ဗီလာဘတ်မှာတပွဲလုံးဂိုးပေါက်ကန်သွင်းကြတဲ့ချိန်တောင်ရှိတဲ့စပါတင်ကလန်လော့ဇာကနဲ့ဒီပွဲစဉ်ဆက်တဲ့ပွဲမှာရှင်ပွဲအထိရှုံးနေကြတာဖြစ်ပါရည်။ဇော်ဆက်လက်ပြီးတော့နေပြောင်ပေါ်စတီဂေါ်လူကတော့ကျွန်တော်ထင်တော့သူတို့ဂိုးမကန်သွင်းခင်ထိအစားမတွေစူးစမ်းခဲ့ကြပါရည်။တကယ်အစည်းကမ်းရှိပြီးတော့စူးစမ်းမှု ကောင်းခဲ့ကြပါရည်။သူတို့ကိုခွင့်ရည်တဲ့များကြီးဖန်ပြီးခွင့်ကျွန်တော်တို့တကယ်မပေးခဲ့ပါဘူး။ ကျော်တို့လည်းထားဆင်စင်တဲ့အခါမှာကျော်တို့ရဲ့အခန်းအတန်းတွေရှိခဲ့တယ်လို့ထင်ပါလိမ့်။ဒါပေမဲ့သူတို့ကိုသွင်းလိုက်ပြီးအနောက်ယုံကြည်မှုနည်းနည်းလေးလျော့သွားခဲ့ကြပါလိမ့်။အဲဒါကဈာမတော်တော်များများပွဲအများကြီးမကစားထားကြပါဘူး။ကျော်တို့ပင်ပန်းနေပုံရပြီးပွဲကကျော်တို့လက်ထဲကနေလွတ်ထွက်သွားခဲ့ပါတယ်လို့ဤပြပိုစတီကိုလူကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ တပတ်မှလည်းနေပြအောင်မိုးရင်ကချဲစီရင်တင်းကိုတကောကောမရှိနဲ့ရှုံးနေခဲ့ပေမဲ့ယူပါလိဘောလူပွဲစဉ်မတိုင်ခင်အသင်းရဲ့ရှင်ပြန်တန်းဆွမ်းကိုချိန်နဲ့တဲလို့ဖွင့်ရပြောဆိုခဲ့ပါလေ။ဒါအသူတို့အတွက်ပရီးမီးယားလိမှာရလဆိုးရီတဲကနောက်ထပ်ဆက်ပြတ်စရာတစ်ခုလည်းပဲဖြစ်ခဲ့ပါလေ။တကယ်တော့ဒါယူနိုက်တက်ရဲ့လီရှုံးပွဲ18ပွဲမြောက်ဖြစ်ပြီး1983-1984ရာသီအသင်းတန်းဆင်းခဲ့ရတဲ့နောက်ဆုံးရာသီကရှုံးပွဲ20ပြီးရင်ဒီရာသီအတွင်းရှုံးပွဲအများဆုံးမှတ်တမ်းလည်းပဲဖြစ်ပါလေ။ ။ဒါပဲလည်းနီးပြာအမိုရင်ကလာမဲ့ဘောလုံးနေမှာစပါးသင်းနဲ့ရင်ဆိုင်စားမဲ့ရာသီကိုအဆုံးဖြတ်ပေးမဲ့ယူပါလိဘောလုံးပွဲစဉ်မှာတိုင်ခင်အာတင့်စရာကောင်းလောက်အကိုအကောင်းမြင်စိတ်ရှိနေခဲ့တာလည်းပဲဖြစ်ပါလိမ့်။တို့တို့ပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ထင်နေ။ဒါပေမဲ့ဒက်စင်ပိုင်းမှာတော့နည်းနည်းလေးပိုးပြီးတော့ပြင်းထန်ဖို့လိုအပ်ခဲ့ပါလိမ့်။ကျွန်တော်တို့အဲ့ဒီနေရာမှာရှိခဲ့ပါလေပွဲကိုမှန်ကန်တဲ့ပုံစံနဲ့ရင်ဆိုင်ခဲ့ပါလေဒီတော့ကန်ဆိုးခဲ့တယ်လို့ပြောရမှာပေါ့တခါလေကျွန်တော်တို့ဖိအားပေးခြင်းပါလေကိုသွင်းခြင်းနဲ့ဒါမှမဟုတ်အာရုံစွန့်စားမှုနည်းနည်းလေးယော့သွားခဲ့ပါလေ မတူညီတဲ့ပွဲတစ်ပွဲပါပဲဒါပေမဲ့ရှုံးတဲ့အခါဘယ်သူမှတော့မတိုက်ပါဘူးကျွန်တော်ရှင်ပြန်နိုင်ခဲ့တဲ့ဆိုတော့ရှင်ပါလေကျွန်တော်ပြန်ဝင်တစ်ခုချင်းစီအတွက်ပြင်ဆင်ရပါမယ်ငားရဲ့အနာယူချိန်ရှိပါလေရေဘောလီဘောလူဝဲစင်အတွက်ပြင်ဆင်ရပါမယ်နေရဲ့ပြန်လည်အားဖြည့်မယ်နောက်နေ့ရက်ကတော့ပြင်ဆင်မယ်ပေါ့နောက်ဆုံးမှတော့ဇာမအားလုံးကိုကြီးလိုက်တဲ့အခါတို့တို့အဆင်ပြေကြမယ်လို့ထင်ပါလေဟောပါလေဘလူဘက်ကိုရောက်ဖို့အတွက်အားလုံးဟာစိတ်လိုရှားနေကြပါလေပရမနိကလေးကဖီအားတွေရှိခဲ့ပါလေဒါပေမဲ့ကျွန်တော်ဖီအားကိုကောင်းကောင်းနေသားကြနေပါပြီ ဘယ်ဘလာဘလူပဲပဲဖြစ်ဖြစ်ကျွန်တော်တို့ရင်ဆိုင်ဖို့အသင့်ရှိပါလေ။ဒါကြောင့်ကျွန်တော်တို့အားလုံးပြင်ဆင်ထားပါတယ်လို့နေပါဦးရင်ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ Bruno Fernandes ကလည်းဒီချိန်တွေ့ဆုံမှုမှာ Sporting ကိုလည်းထိုးနိုင်မယ်လို့ယုံကြည်နေတာလည်းပဲဖြစ်ပါလေ။လာမယ့်ဘောတုံးနေ့မှာရှင်မြန်စားသွားမယ့်ယူဘလီဘောလူပွဲဟာမိုင်းနဲ့အသင်းတွေအခုရာသီတစ်ခုလုံးအတွက်အသက်ကဲဈေးတစ်ဖွဲဖြစ်လာနိုင်တာလည်းပဲဖြစ်ပါလိမ့် ။တရားသမီးယူနိုက်တက်နဲ့စပါးတင်းတို့ကပရီးမီးယားလိမှာနှစ်ကြိမ်ကပေါင်းလှမှာတစ်ကြိမ်စုစုပေါင်း၃ကြိမ်ဒီတွေ့ဆုံခဲ့ပြီးအဲ့ဒီ၃ကြိမ်စလုံးမှာမြောက်လန်ဒန်ကလပ်စပါးတင်းကပဲအနိုင်ရရှိထားခဲ့တာလည်းပဲဖြစ်ပါလေ။ဒါပြင်ပြန်ပွဲစုံနောက်ဆုံး၆ကြိမ်တွေ့ဆုံမှုမှာလည်းစပါးတင်းကရှုံးဝဲမရှိအောင်ကိုကစားထားနိုင်တာလည်းပဲဖြစ်ပါလေ။ဆိုတော့လက်ရှိမှာတော့ United ရောစပါတင်ရောပရီးမီးယားလိမှာပေးကြရဲ့အဆင့်16စက္ကွန်နေရာလေးမှာအသေးသေးရပ်တည်နေကြပြီးနှစ်သင်းစလုံးအတွက်အတော်လေးကိုဆိုးရွားတဲ့ရာသီတစ်ခုဖြစ်နေကြတာလည်းပဲဖြစ်ပါလိမ့် ဒါပေမဲ့ယူပါလိဘလောက်ကိုတော့ဘိုဆွဲလောက်မယ်ဆိုတော့ဘိုဆွဲမယ်အသင်းတွေဖလားအပြင်ချန်ပီယံလိဂ်ဝင်ခွင့်မှာပိုင်ဆိုင်နိုင်မှလည်းပဲဖြစ်ပါလိမ့်ဆိုတော့ဒီဘိုလိဘွဲနဲ့ပတ်သက်ပြီးတော့ဘရူနိုဖာနန်ဒက်စ်ကစပါတင်းရဲ့တိုက်စစ်မှာအလွန်ကိုပြင်းထန်တဲ့အသင်းတွေမှာသူတို့ကဖီအားပေးကစားတာအရန်ကိုကောင်းပါလိမ့်ဂန်စစ်ကိုလည်းမြင့်တင်ကစားတဲ့နေရာမှာလည်းသူတို့ကအလွန်စနစ်တကျရှိပါလိမ့်သူတို့မှာဘောလုံးနဲ့အတူအရေးသေးပါအရာအလွန်ကောင်းမတဲ့ဈာမတွေရှိပေမဲ့ကျွန်တော်တို့မှာလည်းလ ీల ာသွားရမယ့်အရာတွေအများကြီးရှိပါလိမ့် တို့ရန်ဒီရဲ့ဘေးနိုင်တဲ့အချက်တော်တော်များများကိုကျွန်တော်တို့လည်းသိရှိထားပြီးသားပါပဲ။ဒါပေမဲ့အဲ့ဒီထပ်ပိုးပြီးအရေးကြီးတာကတို့ကိုအခွင့်အရေးမပေးမိအောင်နဲ့ကို့အတွက်ဂိုးတွေသွင်းပြီးတော့အနိုင်ရဖို့အခွင့်အရေးတွေအများကြီးဖန်နေနိုင်အောင်ကျွန်တော်တို့တွေဘာတွေလုံးဆောင်ဖို့လိုလဲဆိုတာကိုအာရုံစိုက်ဖို့ပါပဲလို့ဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။မိုင်ရနဲ့တဲ့စပါးသင်းတို့ဒီအားဒီပရီးမီယာလိမှာရောပြတ်ဆင်းပြတ်ကြီးရုံးကန်နေရပေမဲ့ယူဘောလီဖလာရယူပြီးတော့ချမ်ပီယံလိဝင်ခွင့်ရနိုင်တဲ့အခွင့်အရေးဟာ မှန်ကန်တဲ့ကိစ္စမဟုတ်ဘူးလို့မေဂါရစ်ရှက်ကထောက်ပြပြောဆိုပါလိမ့်။ဟောစင်ဝင်းကလည်းဒီစင်းမင်းစည်းကမ်းကိုပြင်ဆင်တင်တယ်လို့ကန့်ကွက်ထောက်ပြခဲ့ပါလိမ့်။ဒေါ်တူပဲနေပြခွိုင်လာကယူရတဲ့အသင်းကချန်ပီယံလိဂ်ကိုနောက်ဖေးပေါက်ကနေဝင်ဖို့စ조사နေတယ်လို့ဆွဆွပြောဆိုထားတာလည်းပဲဖြစ်ပါလိမ့်။အာဆင်နယ်ရဲ့နေပြောင်းကြီးဖြစ်တဲ့အာဆင်ဝင်းကယူပါလိချန်ပီယံအသင်းကိုချန်ပီယံအုပ်စုအဆင့်ကိုတိုက်ရိုက်ဝင်ခွင့်မပေးသင့်ဘူးဆိုတဲ့အဆိုအရနဲ့ပတ်သက်ပြီးတော့ဂိုင်လန်ဒီကောလန်ရှီယောမေယာရစ်ချက်၃ယောက်တို့ ဆွေးနွေးညှင်းခုန်ခဲ့ကြပြီးသဘောထားကွဲလွဲမှုတွေလည်းရှိခဲ့ကြတာလည်းဖြစ်ပါလိမ့်။ပြည်ပအောင်မှာယူဘလီဖိုင်နယ်ချန်ပီယံဆောင်ကြမဲ့ရတဲ့အသင်းသားနိုင်ရခဲ့မယ်ဆိုတော့သူတို့ရဲ့နွေရာသီအပြောင်းအချွေစီမံကိန်းတွေအကောင်းလေးများကြီးဖြစ်စီမှာဖြစ်မယ်။စပါသင်ကတော့ပွဲရလဲပါပဲဖြစ်ဖြစ်နေပြပိုစတီဂိုလူကိုထုတ်ပယ်မယ်လို့တော့ရှိနိုင်တဲ့ဆိုပြီးသတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါလိမ့်။မေဂါရစ်ချက်ကစပါနေရတဲ့အသင်းကလေးမှဒီလောက်စိုးစိုးရွားရွားကြီးဖြစ်နေလို့တော့ဒီအချက်ကထင်ပေါ်လာတာပါလို့ဖွင့်ရပြောဆိုပါလိမ့်။ ဒဲဗီလာနီကာကလည်းဒီစင်းမင်းစည်းကမ်းကိုမကြောက်တဲ့ကမ္ဘာထည့်ထားတာမျိုးထုတ်ထားတာမျိုးမဟုတ်ပါဘူး။နှစ်တော်ကြပါပြီဒီတိုင်းပါပဲလို့ပြန်ပြောပါလိမ့်။ဒါပေမဲ့ရစ်ချက်ကလိမ့်မာအရန်ဆိုးနေပေမဲ့ဖလားတစ်လုံးရလိုက်တာနဲ့ချန်ပလီဝင်ခွင့်ရတာကိုတော့ကျွန်တော်သိသဘောမကျပါဘူး။ချန်ပလီဆိုတာတရားစီလုံးချိန်မှန်အောင်စားတဲ့အသင်းတွေအတွက်ပဲဖြစ်တည်ပါလိမ့်။ဒါပေမဲ့စင်းမင်းစည်းကမ်းဆိုတော့စင်းမင်းစည်းကမ်းပါပဲလေ။ကိုချိန်ကြီးတော့ကိုထိုင်းပြီးညင်းနေတင့်ပြီလို့တော့ကျွန်တော်ကတော့မထင်ပါဘူး။ဒီလိုဖြစ်လာတော့ကြာပြီးဆိုမယ်လည်းပဲလက်ခံလိုက်ရုံပါပဲလို့ပြန်လဲတုံ့ပြန်ခဲ့တာဖြစ်ပါလိမ့်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လန်ရှီယာကဒီနေ့မြန်မွဲကလုံအောင်ကိုခွဲပြားခြားနားနေပါလေ။ချန်ပီယံလိဂ်ကနေထွက်လာတဲ့အသင်းတွေကအများသောအားဖြင့်ယူဘာလိထဲရောက်လာတာဆိုတော့ဒီနေ့ယူဘာလိပြန်ပွဲရဲ့အဆင့်အနှံ့ကအရင်ကတော့မမြင်ဘူးလို့တော့ချုပ်ကတော့ထင်တာပဲ။ဒါကြောင့်လည်းပရီးမီးယားလိဂ်ကအဆင့်၆ဆင့်ဆက်ကိုနေရာမှာရှိတဲ့အသင်းတွေကချန်ပီယံလိဂ်ကိုရောက်လာတော့မယ်။စဉ်းစားကြည့်လိုက်ရင်တကယ်ကိုမယုံနိုင်စရာကြီးပေါ့ဗျာ။ပရီးမီးယားလိဂ်ရဲ့အောက်ဆုံးကနေရေတွက်ရင်အဆင့်၄၅နေရာကမိုင်းရွတ်တဲ့အသင်းနဲ့စပါအသင်းကချန်ပီယံလိဂ်မှာဇာရမယ်ဆိုတာကဟာ တကယ်ကိုဝါးလို့ပဲပြောရမှာပဲလို့ဖွင့်ရမှာပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဆိုတော့ပရီးမီးယားလိမောင်ရုံးကန်နေရတဲ့အသင်းနှစ်သင်းကလာမဲ့ဘော်ဒုံးနေမှာဖီဘာအိုမှာယူဝါလီဘောလူပွဲကို ရှင်ပြန်စားကြတော့မှာလည်းပဲဖြစ်ပါလေကဘရေးတနေရရောဘယ်အသင်းကဘိုးဆွဲသွားမလဲဆိုတော့ခံမှန်ပြောဆိုပေးခဲ့ကြပါတော့ကျေးဇူးတင်ပါတယ်ဘယ်တယ်မျိုးကိုစိတ်နှပြချမ်းမှာချမ်းသာကြပါစေခင်ဗျာ